ဇလန်းကချင်းမင်းဆက်ကာလမှာဖြစ်ပွားခဲ့ပါတယ်။ရှင်မင်းရဲ့အလံတက်ရဲ့အကြီးအကဲဖြစ်တဲ့ကောက်ရှုံးကဟန်မျိုးသမီးတဦးနဲ့လက်ထပ်ခဲ့ပြီးတော့မန်ချူးနဲ့ဟန်လူမျိုးများအချင်းချင်းလက်ထပ်ခြင်းကိုတားမြစ်ထားတဲ့ကြီးလေးတဲ့ပြစ်မှုကိုကျူးလွန်ခဲ့ပါတယ်။စူချင်းမင်းသားကသူ့ကိုကိုယ်တိုင်ဆင်မေးပြီးတော့ကောက်ရှုံးကသူ့ဇနီးကိုကိုယ်တိုင်တပ်ပါကအပြစ်ကင်းလို့ခွင့်ပေးမယ်ဆိုပြီးပြောပါတယ်။ကောက်ရှုံးနဲ့သူ့ဇနီးကအချစ်ကြီးမှကြလို့ကောက်ရှုံးကရရဲ့ဆက်ဆက်မတတ်နိုင်ပါဘူး။ စူချင်းမင်းသားကလည်းအမျက်ဒေါသထွက်ပြီးတော့သူ့လူတွေကိုဇနီးတွေကိုတက်ခိုင်းပါတယ်ဇနီးတွေအသေးဆုံးနဲ့တေဆုံးတာကိုကြည့်ပြီးတော့ကောက်ရှုံးကဒေါသကြီးကျယ်ထွက်ပြီးပြန်လဲတိုက်ခိုက်ဖို့အတွက်ဓာတ်ကိုဆွဲထုတ်ခဲ့ပါတယ်ကောက်ရှုံးကတိုင်းပညာအလွန်ထူးချွန်သူဖြစ်ပြီးတော့ခဏလေးတွင်းမှာပဲအဆောင်တွေကိုရှင်းပြနိုင်ခဲ့ပါတယ်စူချင်းမင်းသားကလည်းချက်ချင်းပဲအပြင်ကအကူအညီဖြစ်တဲ့လင်းတို့ဆရာကိုလွှတ်လိုက်ပါတယ်ဒီလူကရက်ဆက်ကြမ်းကြုတ်ပြီးတော့ထူးဆန်းတဲ့ပေါ်ပညာမျိုးမျိုးကိုကျွမ်းကျင်သူပါ မိကိုးတွေထွက်လာပြီးတဲ့နောက်မှာလင်းတို့ဆီယာကလူတွေကို တိုက်ခိုက်နိုင်တဲ့ဝိုင်အိုကြီးတစ်လုံးကိုခေါ်ထုတ်လိုက်ပါတယ်။အဲ့ဒီထဲမှာဖြူဖြော့ပြီးတော့မျက်နှာကိုအမှုန့်နေလိမ့်ထားတဲ့လူတစ်ယောက်ရှိနေပါတယ်။သူကလင်းတို့ဆီယာမွေးမြူထားတဲ့နံပါတ်1အဆင့်ရှိတဲ့သားရဲပါ။အဲ့ဒီလူကစက်ကူဓာတ်လက်ကိုဆွဲထုတ်လိုက်ပြီးတော့အဲ့ဒါကတစ်သားခုံကိုတောင်ခုတ်ပိုင်းနိုင်တာကအံ့ဩစရာပါ။ကောက်ရှုံးကလည်းသူဒုက္ခရောက်နေပြီဆိုတာကိုသိလို့ရှေ့ကိုတိုးပြီးတော့တိုက်ခိုက်ပါတယ်။မထင်မှတ်ထားပဲနဲ့မျက်နှာကိုအမှုန့်နေလိမ့်ထားတဲ့သူကတိုက်ခိုက်ရမှာအရန်ကိုအားကောင်းနေပြီးတော့ ိုက်ခိုက်မှုအနည်းငယ်အကြမှာပဲကောက်ရှုံးရဲ့လက်မောင်းကလည်းဒဏ်ရာရခဲ့ပါတယ်မျက်နှာအမှုန့်နဲ့လိမ့်ထားတဲ့သူကမန်းမာနာကြီးစွာလှိမ့်ကြည့်သွားစီလုံနေတာကိုမြင်တော့ကောက်ရှုံးကအင်အားနဲ့တိုက်လို့မနိုင်ဘူးဆိုတာသိလိုက်ပါတယ်ဒါကြောင့်သူကတခုခုကိုစီစဉ်ပါတယ်သူကကော်စော်တထည်ကိုတုံးပြီးတော့အဲ့ဒီလူကိုလှိမ့်ပြီးပတ်လိုက်ပါတယ်တခြားအဆောင်နေဝိုင်းအောင်လာတဲ့အချိန်မှာကောက်ရှုံးကအများကြီးကိုမတိုက်နိုင်တော့ဘဲနဲ့မင်းသားငယ်ကိုတစားကန်အဖြစ်ဖမ်းဆီးလိုက်ပါတော့တယ်ဒီနည်းနဲ့ကောက်ရှုံးကဝိုင်းထားတဲ့အချိန်ကနေအောင်မြင်စွာထွက်ပြေးနိုင်ခဲ့ပါတယ် ပင်လယ်ကမ်းဆက်ကိုရောက်တဲ့အခါမှာမင်းသားငယ်လေးကအသက်မရှူတော့ဘူးဆိုတာသိလိုက်ရပါတယ်။ဒီလောက်ကြီးတဲ့ကြောက်စိမ်းဆွဲသည်ကိုလွှတ်ပြစ်လိုက်ရတာနှမျောစရာပဲဆိုပြီးတော့တွေးလိုက်ပါတယ်။ဒါကြောင့်မင်းသားငယ်ကိုမတော်တဆတတ်မိခဲ့တဲ့အတွက်နောင်တရခြင်းတင်ခိတာအဖြစ်တင်ဆဲထားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။နောက်ပိုင်းမှာကောက်ရှုံးကနမဲဝက်နဲ့ပုံအောင်နေထိုင်ပြီးတော့အရက်တော့ရင်တဖြည်းဖြည်းယူယွင်းလာခဲ့ပါတယ်။သူနေထိုင်တဲ့အိမ်သားမှာထူးဆန်းတဲ့တိုင်းဆရာကြီးနှစ်ယောက်ပေါ်လာပါတယ်။အမျိုးသားကတော့ချီမင်းဖြစ်ပြီးတော့အမျိုးသမီးကတော့ဒွန်ချားဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကအကိုနဲ့ညီမငယ်လိုဆရာတို့တပည့်တွေဖြစ်ကြပြီးတော့တဲ့အိမ်နဲ့တဲ့အိမ်မျက်နှာချင်းဆိုင်နေထိုင်ခဲ့ကြပေမဲ့အမဲလိုလိုအငင်းပွားပြီးရန်ဖြစ်နေကြပါလေသူတို့နှစ်ယောက်ကပတ်စံမယူဘဲနဲ့ကောင်းမှုကုသိုလ်တွေလှုပ်လေးရှိပြီးတော့ပတ်စံပတ်စံလိုအမဲပြောနေတယ်လိမ့်လေလှည့်ပြားသူတွေကိုနောက်ပြောင်လေးရှိပါတယ်တစ်ချိန်တည်းမှာပဲရှူခံအမိရှိတဲ့လူငယ်လေးတဦးကအလုပ်ပြီးလို့အိမ်ကိုပြန်လာပါတယ်အိမ်ထဲမှာသူ့ရဲ့မွေးစားဖခင်ဖြစ်သူသဖင်ဖြူဖွေးနေတယ်အဖိုးကြီးတဦးထိုင်နေပါတယ် မန်ချူဟန်လက်ထပ်မှုကြောင့်နောက်ထပ်လူတအူးကိုလမ်းပေါ်မှာခေါင်းဖြတ်လိုက်ပြီးလို့ဖြူကန်ကသူ့ရဲ့မွေးစားဖေကိုပြောပြပါဗါတယ်။အဲ့ဒီအဖိုးကြီးကလည်းဓာကိုကြားပြီးတော့ဒေါသတွေပြည့်နှက်ပြီးအိမ်ကနေထွက်သွားပါတော့တယ်။သူကအရက်ဆိုင်ကိုသွားပြီးတော့အရက်ကိုတောက်လိုက်ပါတယ်။အရန်မှုသွားပြီးတဲ့နောက်မှာအိမ်ပြန်လာတဲ့လမ်းမှာလက်တွန်းလှင်းငယ်တစ်ခုကိုတွန်းလာတဲ့အမျိုးသားတအူးနဲ့တိုက်မိပြီးတော့လဲကျသွားပါတယ်။အရက်ရှိန်နဲ့အဖိုးကြီးကအဲ့လူရဲ့နောက်ကျောကိုအော်ဟစ်ပြီးပြောဆိုလိုက်ပါတယ်။ ငါကရှစ်မင်းရဲ့အလံတက်ဖွဲ့ရဲ့အကြီးကဲပဲဘသူငါ့ကိုစိတ်ခေါ်ရဲတာလဲကံမကောင်းစွာနဲ့ပဲဒီစကားတွေကိုလင်းတို့ဆရာရဲ့တပည့်တဦးကကြားသွားပါတယ်မင်းသားကိုမျက်နှာလှုပ်ဖို့အတွက်လင်းတို့ဆရာကချက်ချင်းပဲလူသမားတွေကိုဆေးလွတ်လိုက်ပါတယ်ညဘက်မှာဖခင်နဲ့သားကညစာစားဖို့ပြင်ဆင်နေလို့မှကောက်ရှုံးကစွတ်ပြုတ်တဲ့ပြုတ်ကျနေတယ်ရင်ကောင်းတကောင်ရွေရှားမှုရက်နေတာကိုသတိထားလိုက်မိပါတယ်သူကဇွန်းနဲ့စွတ်ပြုတ်ကိုချစ်ယူပြီးတော့တကားနောက်မှာပုန်းနေတဲ့လူသမားစီကိုပတ်ဖြန်းလိုက်ပါတယ် ဲ့ဒီမှာပဲကျန်တဲ့လူတသမားတွေပါပြေးဝင်လာပြီးတော့တိုက်ပွဲကဆပါတော့တယ်။ကောက်ရှုံးကနှစ်ပေါင်းများစွာအနားယူနေခဲ့ပေမဲ့တာမန်လူဆိုးလေးတွေနဲ့ရှိရင်သူ့အတွက်ကတော့အနိုင်ယူဖို့လွယ်ကူပါတယ်။ရှုံးနေတော့မယ်ဆိုတာကိုသိတဲ့လူတသမားတွေကစေးမုံတစ်ဆုပ်ကိုကောက်ရှုံးစီကိုပြစ်ပေါက်လိုက်တဲ့ရုံမာတဲ့နီလန်းကိုအသုံးပြုပါတော့တယ်။မျက်လုံးကိုဖွင့်လို့မရတော့တဲ့ကောက်ရှုံးကနာကျင်မှုတွေနဲ့တိုက်ခိုက်နေရပါတော့တယ်။ဝိုင်းထားတာကိုရင်ဆိုင်ရတော့ကောက်ရှုံးကအလျင်မြန်ပဲအင်အားနှဲသွားပါတယ်။သူ့ရဲ့သဘဲဖြစ်သူရှူကန်ကအကူအညီပေးဖို့ပြေးလာခဲ့ပါတယ်။ ရန်သူတွေကရှူကန်းစီကကြောက်စိမ့်ဆွဲသီးကိုမြင်သွားပြီးတော့သူ့ကိုမင်းသားငယ်ဆိုပြီးတော့မှားယွင်းထင်မှတ်လိုက်ရပါတယ်။အမှန်တကယ်တော့စူချင်းမင်းသားကမင်းသားငယ်ကိုဒီနှစ်တည်းတစ်လျှောက်လုံးလိုက်ရှာနေခဲ့တာဖြစ်ပါတယ်။မင်းသားငယ်ကိုထိခိုက်ပြီးမှဆိုလို့လူသက်သမားတွေကတိုက်ခိုက်တာကိုရက်ပြီးတော့ဆုတ်ခွာသွားကြပါတယ်။ရှူကန်းကဒဏ်ရာရထားတဲ့ကောက်ရှုံးကိုပြက်စီးနေတဲ့ဖျားเจ้าတစ်ခုစီကိုခေါ်သွားပြီးတော့ခုလုံခဲ့ပါတယ်။ကောက်ရှုံးရဲ့မျက်လုံးတွေဒဏ်ရာရထားတယ်ဆိုတာသိတော့ရှူကန်းကစေးဝါးရှာဖို့ချက်ချင်းပဲပြင်ထွက်ခဲ့ပါတယ်။ မှောင်မဲနေတဲ့အချိန်မှာရှူကန်ကထူးဆန်းနေခြံဝင်းတစ်ခုလည်းကိုမတော်တဆဝင်ရောက်ခဲ့မိပြီးတော့ရေစီးတံကိုကြားလိုက်ရပါတယ်။သူ့အင်အားတင်ပြီးကြည့်လိုက်တော့နယံကနေရေတွေရုတ်တရက်စီးကျလာတာကိုတွေ့လိုက်ရပါတယ်။ဒါကတောင်တန်းကြီးတကွန်ပကြီးကားတွေကနေစီးကျလာတာပါ။ရှူကန်လန့်သွားပါတယ်။သူ့ဘာလို့ရမှန်းမသိစဉ်းစားနေတော့မှပဲ။အဖွားဟိုတူကလက်တုပ်ပေါ်ကတထဲနဲ့ချင်းကပ်လာပြီးတော့ရေစက်တွေကိုတုပ်ဖို့ပြောလိုက်ပါတယ်။ရှူကန်ကလည်းကြောက်ကြောက်လန့်လန့်နဲ့ချက်ချင်းမထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့မျက်နှာချင်းဆိုင်ခန်းကပိုလို့တောင်ထူးဆန်းနေပါသေးတယ်။ နိုင်ရန်စည်ရေးပကြီးပေါ်ကဖျောင်းတိုင်တွေကအလိုလိုထုံးညိလာပြီးတော့မင်းရောက်လာပြီဆိုတဲ့စာသားတွေနိုင်ရန်မှာပေါ်လာပါတယ်။ရှူကန်ကြောက်လန့်ပြီးတော့ခိုးထွက်ဖို့ကြိုးစားပေမဲ့တကားကလည်းအလိုလိုပိတ်သွားပါတယ်။ဒါပါကြီးလေ။ဩကြက်တကောင်ပါလား။အဲ့ဒီချိန်မှာအဖိုးကြီးတူဦးထွက်လာပါတယ်။သူကရှူကန်ဘာလုပ်နေလဲဆိုပြီးမေးပါတယ်။ရှူကန်ကဆေးရှာနေရင်းနဲ့လမ်းကြုံဝင်လာမိတာပါဆိုပြီးတော့ရှင်းပြပါတယ်။အဖိုးကြီးကသူ့ကိုအခက်ခဲမဖြစ်စေဘဲနဲ့စက်သားခောက်ဆွဲဟင်းကြိုကိုတိုက်ဖို့ကမ်းလှမ်းလိုက်ပါတယ်။ ပြောပြီးနောက်မှာသူကကြက်ဖားပုံမကြီးကားကိုယူပြီးတော့သူ့ရဲ့လက်ကိုဓားလိုအုံပြုပြီးအပိုင်ပိုင်းလှိချလိုက်ပြီးတော့အိုးထဲကိုထည့်ပြီးမော်ပညာနဲ့စတင်လှုပ်ဆောင်မှတော့တယ်ခဏလေးတွင်းမှာပဲကြက်သားခောက်ဆွဲဟင်းချူပူပူနွေးနွေးတဲ့ပုဂံဖြစ်ပေါ်လာပါတယ်ရှူကန်ကလည်းတန်တရားဝင်နေတာပါဒါတွေကဆက်ကူပြားတွေလားဒါမှမဟုတ်ခောက်ဆွဲလာပေါ့ဒါပေမဲ့ဗိုက်စာနေတာကြောင့်မစားဘဲနဲ့မနေနိုင်တော့စားလိုက်ရပါတယ်စားနေတော့မှာရှူကန်ကသူ့ရဲ့ဒုက္ခတွေကိုအဖိုးကြီးကိုပြောပြပါတယ်ကျင်နာတတ်တဲ့အဖိုးကြီးကသူ့ကိုဆေးထုတ်တထုတ်ပေးလိုက်ပါတယ် ရှုကန်ကလည်းခါညှို့အယုတ်သေးပြီးတော့ဆေးကိုယူပြီးချက်ချင်းပဲဖះเจ้าစီကိုပြန်လာခဲ့ပါတယ်။အဖိုးကြီးရဲ့ညွှန်ကြားချက်အတိုင်းကောက်ရှုံးရဲ့မျိုးလုံးတွေကိုဆေးပေါင်းတိုက်လိုက်ပါတယ်။ခဏလေးတွင်မှာပဲကောက်ရှုံးရဲ့အမြင်အာရုံတွေကပုံမှန်တိုင်းပြန်ဖြစ်လာပါပြီ။ဒါပေမဲ့သူကချက်ချင်းပဲရှုကန်ကိုဆန့်ကျင်ပြီးတော့တစ်ပင်เจ้าအောက်ကနေကောက်ယူခဲ့တာသာဖြစ်ကြောင်းဒေါသတကြီးပြောဆိုပြီးတော့ရှုကန်ကိုမောင်းထုတ်လိုက်ပါတယ်။အမှန်တကယ်တော့ကောက်ရှုံးကရှုကန်ကိုမပတ်သက်စေချင်လို့ဒီလိုလုပ်တာပါ။စုချင်းမင်းသားနဲ့လင်းတို့ဆရာတို့ကသူ့ကိုလှုပ်ပေးမှမဟုတ်ဘူးဆိုတာသူသိနေပါတယ်။ ရှူကန်ကစိတ်မကောင်းဖြစ်ပြီးတော့တကားပြင်မှာထိုင်နေရင်းနဲ့မျက်တွေကိုဆွဲနှုတ်နေပါတယ်။သူ့မွေးစားအဖေရဲ့အံဝေါ်စရာကောင်းလောက်အောင်မြန်ဆန်နဲ့အပြောင်းလဲကိုနားမလည်နိုင်ဖြစ်နေတာပါ။ရုတ်တရက်နောက်ကနေအရေးတစ်ခုကတိုက်ခိုက်လာပြီးတော့ရှူကန်ရဲ့အကြောတွေကိုဖိနှိပ်လိုက်ပါတယ်။ရှူကန်ကချက်ချင်းလှုပ်လို့မရတော့ပါဘူး။အဲ့လူကတော့လင်းလို့စရာပါ။သူကအခုဆိုရင်အရင်ကထက်အများကြီးပိုအားကောင်းလာပြီးတော့မင်းသားရဲ့အချစ်တော်တောင်ဖြစ်နေပါပြီ။သူကတိုင်းခွက်အနေငယ်တွင်မှာပဲကောက်ရှုံးကိုအနိုင်ယူလိုက်နိုင်ပါလေ။လင်းတို့ဆရာက ရှူကန်းကိုမင်းသားငယ်ဆိုပြီးတော့ထိမှတ်ခဲ့ပါလေ ဒါပေမဲ့ရှူကန်းရဲ့ခြေပေါ်အားမှာကျဲခုနှလုံးအမှတ်သာလုံးဝမရှိပါဘူး။ဒါကရှူကန်းကမင်းသားငယ်မဟုတ်ဘူးဆိုတာတက်တည်ပြလိုက်ပါတယ်။ဒါပေမဲ့လင်းနိုဆီယာကသူ့ကိုအနိုင်မပြုခဲ့ပါဘူး။စုလက်ကိုရဖို့အတွက်သူကရှူကန်းရဲ့ခြေပေါ်အားမှာအတူအရောင်ကျဲခုနှလုံးအမှတ်သားကိုထွင်းထည့်လိုက်ပါတယ်။ပြီးရနောက်မှာရှူကန်းကိုမင်းသားငယ်အဖြစ်ဟန်ဆောင်ခိုင်းပြီးတော့နှစ်ယောက်ပေါင်းပြီးချင်းမင်းဆက်နယ်မြေကိုခွဲယူဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ရှူကန်ကပူပေါင်းဆောင်ရွက်ဖို့ညှင်းဆန်ပြီးတော့သူ့ရဲ့မွေးစားဖခင်ကောက်ရှုံးတို့လက်စားချိန်မယ်ဆိုပြီးဂရီးပြုခဲ့ပါတယ် ဒါပေမဲ့သူကလင်နိုဆီယာရဲ့အင်အားကိုမရှင်းနိုင်ပါဘူး။လင်နိုဆီယာကသူ့ကိုချက်ချင်းစီယုံလို့မရဘူးဆိုတာသိတဲ့အတွက်စဉ်းစားဖို့အချိန်ပေးလိုက်ပြီးတော့ဝိုင်အိုးတဲကမျက်နှာအမှုန်လင်းထားတဲ့သူကိုသူ့ကိုစောင့်ချက်ဖို့အမိန်ပေးခဲ့ပါလေ။ဒီအချိန်တွင်းမှာရှူဂန်နဲ့မျက်နှာအမှုန်လင်းထားတဲ့သူတို့ကစော်ကစားရင်းရံဖြစ်ကြပါလေ။မျက်နှာအမှုန်လင်းထားတဲ့သူကတိုက်ခိုက်ရေးပညာမှာကျွမ်းကျင်ပေမဲ့သူ့ရဲ့စိတ်ကကလေးတစ်ယောက်လိုပဲရင်ကျက်မှုမရှိပါဘူး။ရှူဂန်ကသူ့ရဲ့ရုပ်ဆိုးပုံကိုတမင်တကာတျော်လိုက်ပါလေ။ထင်ထားတဲ့အတိုင်းပဲမျက်နှာမှာအမှုန်တွေလင်းထားတဲ့သူကလောင်ပြောင်မှုကိုခံရပြီးတော့ငိုရိုပါတော့တယ်။ ရှူကန်ဘလောက်ပဲနှစ်သိမ့်ပေးပေးမယ်အချင်းကြီးပါပဲဒါနဲ့ရှူကန်ကလစ်ပြေးဖို့ကိုခွင့်ကောင်းယူလိုက်ပါတယ်တခြားတစ်ဖက်မှာတော့ဆရာသူညီကိုတွေဖြစ်တဲ့ချီမင်းနဲ့ဒွန်ကြားတို့ကသူတို့ရဲ့မှော်ပညာတွေကိုထုတ်ပြနေပါတယ်သူတို့က10နှစ်တချိန်ကျင်းပတဲ့ဖုံးတူပညာရှင်ပြိုင်ပွဲအတွက်စူးစမ်းပြင်ဆင်နေကြတာပါဒီပြိုင်ပွဲရဲ့ဆုကတော့9ရောက်မြောက်မိုးချိုးနှက်ဆရာတစ်စိမ့်ဖြစ်ပြီးတော့ဒီတစ်စိမ့်ကိုပိုင်ဆိုင်တဲ့သူကတိုင်းလောကမှာရှိတဲ့ပညာရှင်အားလုံးကိုအမိန်ပေးခွင့်ရမှာဖြစ်ပါတယ် အဲ့ဒီချိန်မှာအင်ဂျီယာမဲဖြစ်နေတဲ့ရှူကန်ကသူတို့နှစ်ဦးရဲ့နေနမိတ်ခွဲခြားထားတဲ့နေရာကိုတိုက်တိုက်ဆိုင်ဆိုင်ရောက်လာပါတယ်။ဆရာကြီးနှစ်ပါးကရှူကန်ကိုတပည့်အဖြစ်ဘယ်သူကယူမလဲဆိုပြီးတော့စကားများကြပါတော့တယ်။ရှုပ်ထွေးနေတဲ့ကြားထဲမှာရှူကန်ကဘိုးဘွားဆရာကြီးရဲ့ပလင်ကိုဥညွှတ်လိုက်ပါတယ်။ဒီလိုနဲ့ရှူကန်ကသူတို့ရဲ့ညီငယ်တစ်ဘက်ဖြစ်လာပါတော့တယ်။အဲ့နောက်မှာရှူကန်ကလှုပ်ဝက်ဆရာကြီးနှစ်ပါးရဲ့အောက်မှာချီမင်းဒွန်ကြားပညာရက်တွေကိုစပြီးတော့တင်ကြပါတော့တယ်။တစ်ချိန်တည်းမှာပဲလင်းတို့ဆရာက မင်းသားစီကနေမင်းသားငယ်ကိုအမြန်တန်းတော့စီကိုပြန်ခေါ်လာဖို့တောင်းဆိုတဲ့စာတစောင်ကိုလက်ခံရရှိပါတယ်။ရှူကန်ကထွက်ပြေးသွားတဲ့အတွက်လင်းတို့ဆရာကဒေါသထွက်ပြီးတော့မျက်နှာအမှုန်လင်းထားတဲ့သူကိုတပ်ပစ်လိုက်ပါတော့တယ်။ရှူကန်စီမှာတော့သူကစူးစမ်းပြီးတော့လေးလာသိမ်ယူတဲ့အတွက်သူ့ရဲ့ပညာရည်တွေကအလျင်အမြန်တိုးတက်လာပါတယ်။မကြခင်မှာပဲလင်းတို့ဆရာကသူ့ကိုရှာဖွေဖို့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူကဆရာကြီးနှစ်ပါးရဲ့အင်အားကိုမရှင်းနိုင်တဲ့အတွက်တယောက်ချင်းစီကိုဖယ်ရှားဖို့ဆုံးဖြတ်လိုက်ပါတယ်။ တကောင်ရန်ချိန်မှာတော့တပည့်တဦးကချီမင်ရဲ့အိမ်ခေါ်မှုပေါ်မှာပုံးနေရင်းနဲ့သူ့ကိုအစိတ်ခတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ချီမင်ရဲ့အတွင်ကအလွန်အားကောင်းတဲ့အတွက်အစိတ်ရည်ကိုအပေါ်ကိုပြန်ပြီးမှုတ်ထုတ်လိုက်ပါတယ်။တပည့်ကအစိတ်တင့်ပြီးတော့ချက်ချင်းပဲတည်ဆုံသွားပါတယ်။အဲ့နောက်မှာလင်းတို့ဆရာကတခြားတပည့်တဦးကိုအလှပြင်ပညာရှင်အဖြစ်ဟန်ဆောင်စီပြီးတော့ဒွန်ကြားနဲ့ရင်းနှီးအောင်ပြုလုပ်ပြီးအလှပြင်နေစဉ်တွင်မှာတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒွန်ကြားကလည်းအယောင်ဆောင်ထားမှမြင်သွားပါတယ်။ တပည့်ကလည်းဓာတ်ရိုက်ရှင်ပြန်ရင်မနိုင်မန်းသိလို့အစိတ်ရှိတဲ့အမှုန်တွေကိုထုတ်ပြပြီးတော့ဒွန်ကြားကိုမိတ်ကက်လိမ့်ပေးမယ်ဆိုပြီးပြောပါတယ်။ဒါပေမဲ့ဒွန်ကြားတာချီလိုက်တဲ့အခါမှာအမှုန်တွေအားလုံးကတပည့်ရဲ့မျက်နှာပေါ်ကိုရောက်သွားပါတယ်။လင်းတို့ဆရာကကိုယ်တိုင်ဆောင်ရွက်ဖို့ကလွယ်ပြီးတော့တခြားရွေးချယ်စရာမရှိတော့ပါဘူး။သူကမျက်နှာဖုံးနှစ်ခုကိုအထူးပြုလုပ်လိုက်ပါတယ်။ပထမဦးစွာသူကအဖိုးကြီးချီမင်းဖြင့်ဟန်ဆောင်ပြီးတော့အဖွားကိုဒွန်ကြားကိုခြုံကိုတိုက်ခိုက်ခဲ့ပါတယ်။ဒွန်ကြားကအသိမပြင်ထားတဲ့အတွက်အထိနာသွားပြီးတော့မြေပေါ်ကိုလဲကျသွားခဲ့ရပါတယ်။ အဲ့နောက်မှာလင်းတို့ဆီယာကအဖွားကိုဖြစ်ဟန်ဆောင်ပြီးတော့အဖိုးကြီးချီမင်ကိုခြုံကိုတိုက်ခိုက်ပြန်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့သူကအောင်မြင်မသွားပါဘူး။ချီမင်ကအယောင်ဆောင်ထားတာကိုမှတ်မိသွားတာပါ။လင်းတို့ဆီယာကလည်းသူ့ရဲ့မျက်နှာအစစ်ကိုထုတ်ပြရပြီးတော့နှစ်ယောက်သားတိုက်ခိုက်ကြပါတော့တယ်။ဒီတစ်ချိန်မှာတော့ချီမင်ကသူ့ရဲ့ညီငယ်တစ်ပည့်ရှူကန်ရဲ့အကူအညီကိုရရှိခဲ့ပါတယ်။ခဏတာတိုက်ခိုက်ပြီးတဲ့နောက်မှာလင်းတို့ဆီယာကမနိုင်တော်မှန်းသိတဲ့အတွက်မိခိုးဘုံကိုပစ်ပြီးတော့ထွက်ပြေးသွားပါတော့တယ်။သူ့ရဲ့မွေးစားဖခင်နဲ့သူ့အမအတွက်လက်စားချေဖို့ချီမင်က ရှူကန်ကိုဖုံးသူပညာရှင်မြန်ပွဲမှာဝင်ရောက်ရှင်မြန်ဖို့လမ်းညွှန်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့စုဖြစ်တဲ့၅ယောက်မြောက်မိုးဂျိုနက်ဆရာတစိကလင်းတို့ဆရာကိုအလွယ်တကူဖျက်ဆီးနိုင်လို့ပါပဲ။တရေမျိုးလိုလူတီများတဲ့ဖုံးသူကိုကျုံးခွေတရုတ်ဆောင်ဖွဲကစောင့်ရှောက်ထားပါတယ်။ပထမဆင်ဆင်ခုံမှုကတော့အိုးတဲကစိုးနေတဲ့အရာဝတ္ထုတစ်ခုကိုပြန်ယူရတာဖြစ်ပါတယ်။ပညာရှင်များစွာကကိုယ်ပိုင်လှည့်ွက်တွေနဲ့ပြေးဝင်လာကြပါတယ်။ရှူကန်ကတော့ငကားမင်းရေဆုပ်ပညာကိုအသုံးပြုပြီးတော့တော့ကိုပြန်လဲရယူပြီးဒီစိန်ခေါ်မှုကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ် ဒုတိယဆင့်ဆိုင်ခေါ်မှုကတော့စက်ကူတရားကိုဖျက်ကျော်ရတာပါတရားအောက်မှာတော့အစိတ်ရှိတဲ့မျိုးတွေရှိနေပြီးတော့ပြုတ်ကျရင်သိဆုံးရမှာပါပညာရှင်တဦးကသူ့ရဲ့အဝတ်အစားကိုလေသွင်းပြီးတော့ပြန်ဝယ်ပြီးဖျက်ကျော်ခဲ့ပါတယ်နောက်ပညာရှင်တဦးကတော့ကြွက်ကိုနှစ်ပိုင်းဖျက်တဲ့ပညာကို၃ရောင်ရှိနေပြီမြေတကယ်တမ်းကျတော့ကျိုးတန်းမော်လန်းလျှောက်တယ်မျက်လဲပြောက်ကွက်တာဖြစ်နေပါတယ်ရှူကန်ကစက်ကူလိပ်ပြာတွေကိုတုံးခဲ့ပြီးတော့သူ့ရဲ့ကိုယ်လေးချိန်ကိုရှော့ချပြီးဖျက်ကျော်ဖို့စူးစမ်းပြီးမအောင်မြင်ပါဘူး အဲ့ဒီချိန်မှာအနေရောင်ဝေဝတ်ထားတဲ့သူတူကချင်းကက်တိုက်ခိုက်တဲ့အတွက်ရှူကန်တရားပြုတ်ကျလူနေပါဖြစ်ခဲ့ပေမဲ့သူ့ရဲ့ဟန်ချက်ကိုခိုင်မြဲစွာထိန်းထားနိုင်ခဲ့ပြီးတော့တရားကိုအောင်မြင်စွာဖျက်ချနိုင်ခဲ့ပါတယ်တတိယအဆင့်ဆိုင်ခေါ်မှုကတော့ခေါင်တလားကိုဖွင့်ပြီးတော့တစိ့ကိုယူရတာပါဒီချိန်မှာတော့ရှူကန်တရားထဲသာကြံပါတော့တယ်နတ်ဆရာတစိ့ကိုရားဖို့အတွက်သူကပထမဦးစွာအေးခဲမီးဘူးကိုတက်ပုံရဲ့စစ်ဆေးခြင်းကိုခံရပါမယ်ဒါပြီးရင်တော့အေယာမမီဂျစ်ဆန်လူသားတို့ဦးနဲ့ရှင်ပြန်တိုက်ခိုက်ရမှာပါ အများကြီးစူးစမ်းပြီးတဲ့နောက်မှာရှူကန်ကဒစိတ်ကိုယူရောမဲ့ချိန်မှာပဲအနက်ရောင်ဝတ်ထားတဲ့သူတို့ကလျှက်တစ်ပြက်ပေါ်ထွက်လာပြီးတော့ဒစိတ်ကိုလူယူဖို့စူးစမ်းပါတယ်။အဲ့လူကတော့တခြားလူမဟုတ်ပါဘူးလင်းလို့ဆရာပါ။သူကအသက်တည်စီမဲ့အကွက်တွေနဲ့ရရဆက်ဆက်တိုက်ခိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲရှူကန်ကအရင်လိုအတွေ့အကြုံမရှိတဲ့လူငယ်လေးမဟုတ်တော့ပါဘူး။လင်းလို့ဆရာကသူ့ကိုမနိုင်တဲ့အခါမှာတော့သူ့ရဲ့အစိုးဆုံးပညာဖြစ်တဲ့ဝိညာဉ်ဖန်အရေးထိုးပညာကိုအသုံးပြုလိုက်ပါတယ်။ဒီအကွက်ကအလွန်အားကောင်းပြီးတော့တစ်ချက်မိတာနဲ့ခန္ဓာကိုယ်ကလှုပ်ရှားလို့မရတော့ဘဲနဲ့အကာအဝယ်မဲ့သွားပါလေ အရေးပေါ်ခြေနေမှာရှူကန်လေးလေးလိုက်တာကသူ့နောက်ကဖျောင်းနိုင်မိကိုချက်ချင်းငိမ့်သွားစေခဲ့ပါတယ်။ရှူကန်ကလေးလေးလိုက်တဲ့အခွင့်အရေးကိုယူပြီးတော့မလုံမရက်ဖြစ်နေတဲ့အခြေအနေကနေလွတ်မြောက်သွားပါတယ်။လင်းနိုဆီယာကချက်ချင်းခုံအုပ်လိုက်ပြီးတော့နှစ်ယောက်သားဆက်လက်တိုက်ခိုက်ကြပါတယ်။ဒါပေမဲ့ရှူကန်ကသူ့ရဲ့ရန်သူမှာအားနည်းချက်ရှိတာကိုတွေ့သွားပါပြီ။အဲဒါကြောင့်လင်းနိုဆီယာကသူ့ရဲ့အမားဖြစ်သူကိုတတ်ခဲ့တဲ့အသက်သေးစေတဲ့ထိပ်ပတ်လှုပ်ရှားမှုကိုထပ်မံအသုံးပြုလိုက်ပါတယ်။ဒီအကွက်ကအလွန်အနေနဲ့များပြီးတော့အထိုးခံရရင်တေဆုံးမှအသေးကြပါပဲ။ မထင်မဖက်နဲ့ရှူကန်ကမျက်နှာဖုံးတစ်ခုကိုဝက်လိုက်ပြီးတော့သူ့ရဲ့အမအဖြစ်ဟန်ဆောင်လိုက်ပါတယ်။လင်းလို့စရာကသူ့အရင်လှုပ်ခဲတဲ့ရာဇဝဲမှုတွေအပြစ်ရှိတဲ့စိတ်နဲ့ခဏတာထိတ်လန့်သွားပါတယ်။ရှူကန်ကလည်းဒီအခွင့်အရေးကိုယူပြီးတော့ပြန်လေတိုက်ခိုက်ပြီးတော့လင်းလို့စရာကိုကန်ထုတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ရှူကန်ကနတ်စရာတစ်စိတ်ကိုယူဆောင်ပြီးတော့သူ့အမကိုဂါရဝါပြုတ်ကိုအိမ်ပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အမကလုံးဝထိခိုက်ဒဏ်ရာမရပဲနဲ့ထွက်ပေါ်လာပါတယ်။ဖြစ်စဉ်ကတော့လင်းတို့ဆရာကချီမင်အဖြစ်ဟန်ဆောင်ပြီးတော့အခန်းထဲကိုဝင်လာတဲ့အချိန်မှာအမားဖြစ်သူကလင်းလဲနေမှန်းသိခဲ့ပြီးသားပါ သူမကမျက်နှာဖုံးတစ်ခုကိုကြိုတင်ဝတ်ဆင်ပြီးတော့ပြင်ဆင်ထားပေးခဲ့တာပါနောက်ပိုင်းမှာတော့သူမကတေဟန်ဆောင်ပညာကိုတုံးပြီးတော့တေချင်ရောင်ဆောင်နေခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ